အမေရိကန်နဲ့သဘောတူညီချက်တွေကိုပြပြအောင်ယူကရိန်းကလုံးနေဟုရုရှားကကွယ်ရေးဝန်ကြီးဌာနကပြောစွန့်ရဲ့အခြေခံအဆောက်အုံတွေပေါ်တိုက်ခိုက်တာတွေရပ်ပုံရုရှားအမေရိကန်သဘောတူညီချက်တွေပြပြအောင်ယူကရိန်းစစ်တပ်ကလုံဆောင်နေတယ်လို့ရုရှားကကွယ်ရေးဝန်ကြီးဌာနကမတ်လ26ရက်ကသတင်းထုတ်ပြန်ထားပါတယ်အမေရိကန်နဲ့သဘောတူညီချက်တွေကိုဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့ စွမ်းရည်အခြေခံအစအုံတွေကိုမတ်လ26ရက်မနေ့အစောပိုင်းကစပြီးတရုတ်ပြည်နဲ့ယူကရိန်းကဆက်လက်တိုက်ခိုက်နေစေလို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ခရိုင်းမီးယားကမြေအောက်ဓာတ်ငွေ့တူလောင်ရုံကိုဒရုန်းနဲ့ဆင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ပရာရိတ်ဒေတာကဓာတ်အပိစက်ရုံကိုလည်းဒရုန်းသဆင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်နဲ့ဆွေးနွေးပွဲလုပ်နေတဲ့မတ်လ25ရက်ကလည်း ကတ်တီတဲ့ဓာတ်အားပေးစက်ရုံကို drone တွေနဲ့တိုက်ခိုက်ခဲ့လို့ဓာတ်အားခွဲရုံတွေအများပြားပိတ်ခဲ့ရတယ်လို့ဒေတာခန့်တွေလျှက်စင်ပြီးပြတ်တောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်ယူကရိန်းအစိုးရကစော်ဒီဆင်းရဲပွဲရလတ်တွေကိုသဘောတူအသိမှတ်ပြုတဲ့ပြောနေပေမဲ့ရုရှားအမေရိကန်သဘောတူညီချက်တွေပြပြအောင်ရည်ရွယ်ချက်ရှိရှိနဲ့ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။